ကဲမင်္ဂလာပါညီကိုတို့ရေမင်္ဂလာပါဗျ Gobi Page ကနေပြန်လဲကြိုဆိုလိုက်ပါတယ်ဗျာเนาะအဲ့တော့ကျွန်တော်ဒါ round 11ပေါ့လीเนาะ Premier League round 11ဒီနေ့ဒါပြန်ဆမှာဖြစ်ပါတယ်ဗျာเนาะအဲ့တော့ဒီနေ့ကတော့ကျွန်တော် live လေး3ခုအဲခွဲလွှင့်မယ်ပေါ့လीเนาะဒါ Premier League live တစ်ခုလွှင့်မယ် Bundesliga live တစ်ခုနဲ့အဲ channel ထဲမှာကျွန်တော် Serie A La Liga နဲ့အဲ channel နဲ့တခြား league တွေကျွန်တော်ပြောပြမှာဖြစ်ပါတယ်เนาะအဲ့တော့ဒီနေ့ကြောင်နေတော့ပွဲအနေနဲ့ကျွန်တော်ရွေးချယ်ထားတာကတော့၃ပွဲ 3ဆ3ပွဲအထိရှိပါတယ်เนาะအဲ့တော့ကျွန်တော်အားလေးလူဆိုရင်တော့ကျွန်တော်တို့ဒါစပါမယ်ညီကိုရေเนาะအဲ့တော့မင်္ဂလာပါဗျာဆိုအသေးလေးလက်မလေးเนาะတယောက်တစ်ချက်လောက်ညီတို့နှိပ်ပေးကြပါအောင်ညီကိုရေကျေးဇူးအများကြီးတင်ပါတယ်ဗျာเนาะအဲ့တော့ဒါပရီးမီးယားလိမှာတော့ဒီနေ့ပွဲကြီးပွဲကောင်းဆိုလို့ဒါဆော့ဆော့စီစီစမယ်ပေါ့လीเนาะဒါဒီစပါနဲ့မန်ယူပွဲကတော့ဒါအစောပွဲအနေနဲ့တို့ဒါနောက်တနာကြီးခွဲနေရင်တော့စတင်မှာဖြစ်ပါတယ်เนาะမင်္ဂလာပါညီကိုရေမင်္ဂလာပါဗျာ ်ဆိုတော့ပရီးမီးယားလိဂကဒီတစ်ပတ်တော့အဲ6ပွဲရှိတယ်ပေါ့အဲ5ပွဲရှိတယ်ပေါ့လीနော်အဲ့တော့အဲတော်တော်ဟော့စပါနဲ့ဒီ United ဘွဲကအစောဘွဲအနေနဲ့ရှိမယ်ပြီးရင်ညအဲကျွန်တော်တို့ပရီးမီးယားလိဂထဲမှာကျွန်တော်တို့ကညာဘွဲကအာဆင်နယ်ဘွဲကတော့ညနေဘွဲပေါ့နော်အဲ့တော့အဲ12နာရီမှာကမ်းမယ်အဲ့တော့လက်ရှိကတော့အသင်းကြီးဆိုတော့ကျွန်တော်ဒီနေ့အဲ Chelsea အဲ Chelsea မရှိဘူးပေါ့လीနော်အဲ Spa နဲ့ ဒီမန်ယူပြီးရင်အာဆင်နယ်ရှိမယ်ဆိုတော့ပရီးမီယာလိကတော့လည်းအသင်းကြီးကနည်းပါတယ်ချက်စီကတော့ဝူဗာဟမ်တန်နဲ့ပေါ့လीเนาะအဲ့တော့ဒါလေးကိုကျွန်တော်ဒီနေ့ဒီ live ထဲမှာတော့ကျွန်တော် Premier League only သုံးသချက်လေးပြောပြီးမှာဖြစ်ပါတယ် Premier League တွေကကျွန်တော်အဲလက်ရှိရွေးထားတဲ့เนาะလီသင်းမောင်းလေးတွေကပွဲတွေကျွန်တော်ထည့်ပြီးပြောပြပါမယ်ဒါပေမဲ့ Premier League တွေကတော့၃စတပွဲပဲရှိပါမယ်เนาะအဲ့တော့လီသင်းမောင်းကဒီနေ့နှစ်မောင်းထွက်ပါတယ်အဲ့တော့အားလုံးပေါင်း၈ကြောင်းပေါ့လीเนาะကျွန်တော်ဆွဲมาဖြစ်ပါတယ်အဲ့တော့ကြောင်းတဲ့ကြောင်းတဲ့ပွဲကတော့ဒီနေ့၃စ၃ပွဲလောလောဆယ် ရှိမယ်ပေါ့လေအဲ့တော့နောက်ကြပွဲအနေနဲ့အကယ်၍ပွဲကောင်းရှိရင်တော့ကျွန်တော် Telegram မှာပဲထုံးစံတိုင်းတင်ပေးပါမယ် Telegram link လေးလည်းအောက်မှာ comment မှာ description ထဲမှာကျွန်တော်ထည့်ပြီးရရေးထားပါတယ်เนาะမင်္ဂလာပါညီကိုတို့ရေဆိုတော့ United နိုင်မလား Tottenham Hotspur နိုင်မလားဘလို့ထင်လဲဘလို့တင်လဲညီကိုတို့เนาะအဲ့တော့ဒီ Thomas Frank ရဲ့ Brentford ဟာမနစ်ကတော့ Carabao Premier League အိမ်ဝင်အဝေးဝင်ရောအဲဒီဒီဒီ Europa League Final ရောထုတ်ခဲ့တာဗောနော United ကိုဒါပြီးခဲ့တဲ့ရာသီတုန်းကတော့ Tottenham Hotspur အနေနဲ့ဒါ head to head အရာ လေးဘွဲလုံးစတိုက်ဒါရှုံးခဲ့တာတွေ့ရတယ်အဲ့တော့ဒီယာဒီရောဘယ်လိုလာမလဲအင်မော်ရင်အနေနဲ့ဒီယာဒီမှာမှထပ်ပြီးရှုံးမယ်ဆိုရင်တော့ဒါအဆက်ကွဲမယ်အနေထားပေါ့လေအဲ့တော့ဒီနေ့အမော်ရင်နေနေကတော့လက်ရှိကြေးပေါ်မူတူပြီးစဉ်းစားရင်တော့လည်းပဲ30ဆိုတာတော့မဆိုးတော့မဆိုးဘူးဗျာနော် United နည်းနည်းလေးအဲတေးအနေဆုံးတော့ရာကောင်းရှာသွားနိုင်တယ်ဒါပေမဲ့ Thomas Frank အနေနဲ့ကလည်း Premier League မှာဒါဝေဖန်မှုတွေတော်တော်လေးပြင်းထန်လာတဲ့အနေအထားမှာနော်လက်ရှိကနောက်ဆုံး Copenhagen ကို4-0နဲ့ပြန်လဲတုံ့ပြန်လာတယ်အဲ့တော့လက်ရှိ Premier League မှာလည်းသူ့အနေနဲ့အိမ်ခွဲမှာဒါတက်တည်ပြရမယ်ပွဲလေးရှိတယ်ဆိုတော့ ဘော်ဒီကတော်တော်လေးစဉ်းစားကြက်တယ်ဗျာဒီလားနော်အဲ့တော့တော်တော်ဟော့စ်ပါအင်ဂွန်ယူနိုက်တက်ကကောင်းပါတယ်ဒါပေမဲ့အဝေးကွင်းအဲ့လောက်ကြီးအစင်တော့တိတ်မပြေသေးဘူးဗောလေဒီရာဒီကန်ခဲ့တဲ့လေးဘွဲမှာဒီလီဗာပူးတပွဲပဲအဝေးကွင်းကနေ1 2နဲ့9လာဆိုတော့နော် CD ကို3ကိုပြန်တဲ့တောင်ရှုံးသွားတယ် Bradford 3-1နဲ့ Northern Forest ကို2-2ဆိုတော့အဲဘယ်လိုထင်လဲဗောနော်ညီကိုတို့အဲအကြံဉာဏ်လေးလေးပေးပါအောင်ဗောလေနော် Brother Shwe Paul မင်္ဂလာပါဗျာ ကျော်ပမာဖုတ်ဘောမင်္ဂလာပါဗျကိုကိုမင်္ဂလာပါရန်ရန်မင်္ဂလာပါအောင်ဦးအောင်မင်္ဂလာပါဗျအဲဇော်မင်းမင်္ဂလာပါကျော်စင်မင်္ဂလာပါဘာမဖုတ်ဘောမင်္ဂလာပါဗျတားညီမင်္ဂလာပါဒီယာဒီယာမင်္ဂလာပါစိတ်ပိုင်မင်္ဂလာပါ okay okay မင်္ဂလာပါဗျမင်းခက်မင်္ဂလာပါထွန်းထွန်းကျော်မင်္ဂလာပါ MVM မင်္ဂလာပါဗျရဲတူလယ်မင်္ဂလာပါကျော်တူလှမင်္ဂလာပါညီကိုရေးအောင်ကိုမင်္ဂလာပါအဲကောင်းမြတ်ကျော်မင်္ဂလာပါဗျကျော်မင်းနိုင်အဲကျော်မင်းနိုင်မင်္ဂလာပါခင်မောင်းလှိုင်းမင်္ဂလာပါအောင်ကို ဟုတ်အောင်ဦးအောင်မင်္ဂလာပါဆန်မင်းမင်္ဂလာပါခစ်တက်မင်္ဂလာပါရဲထက်မင်္ဂလာပါလှသိမ့်မင်္ဂလာပါမာစတာဘာဘူးမင်္ဂလာပါဗျဇော်လင်းထွေးမင်္ဂလာပါဝင်းကြိုင်မင်္ဂလာပါလက်ကြီးချမ်းမင်္ဂလာပါဝေဖြိုးအောင်မင်္ဂလာပါတိန်တန်းအောင်မင်္ဂလာပါညီကိုရေး brother ဇင်းမျိုးအောင်မင်္ဂလာပါအောင်တန်းဝင်းမင်္ဂလာပါကျော်ရှိုင်းကျော်ရှိုင်းမင်္ဂလာပါကုဇော်မင်္ဂလာပါဗျမောင်စိမ့်မင်္ဂလာပါအဲကျော် white ကျော် white လားမင်္ဂလာပါဗျဟုတ်ပါဦး sky white sky white เนาะဒါတွေကလည်း add တွေနေဗျ comment တွေအရင်လိုမျိုးနာမည်လေးရေးတော့ဘာဖြစ်မှာမလို့လည်းမသိဘူးကျွန်တော်ပဲကျွန်တော်တည်းမှာပဲဗာပြောင်းလိုက်လို့အဲ့လိုဖြစ်သွားတာလေလို့မသိဘူးเนาะနာမည်တွေကြည့်ရတာတိတ်အဆင်မပြေဘူးဗျာเนาะ comment တွေက ဟို app ဆိုပြီးတော့ရှေ့ရနေစပြီးပူပြီးရေးတာတော့အဆင်မပြေဘူးဖတ်ရတာဘာသာဦးအကာဟေးမင်္ဂလာပါဗျချိုထုံးမင်္ဂလာပါမြစ်အမြင်းသူအောင်မင်္ဂလာပါဗျမြင်းသူအောင်လာမင်္ဂလာပါဗျအကိုငယ်မင်္ဂလာပါဇေယျဖြိုးမင်္ဂလာပါကျော်စန်းမင်္ဂလာပါပိုင်ဆိုးမင်္ဂလာပါဇော်မိုးလွင်မင်္ဂလာပါဗလာမင်္ဂလာပါ theory မင်္ဂလာပါဗျစမ်းမင်းမင်္ဂလာပါဥဖုတ်မင်္ဂလာပါဝနာထုံးမင်္ဂလာပါကိုငယ်မင်္ဂလာပါရွှေကြီးမင်္ဂလာပါပီပီမင်္ဂလာပါမောင်မောင်မင်္ဂလာပါ KR ဆိုတော့ကျွန်တော်စလိုက်မယ်ညီကိုကြီးเนาะ နာမည်လေးခေါ်ပေးပါအောင်နာမည်လေးရဝါကြီးလဲအာနိုင်လင်း brother ကြီးမင်္ဂလာပါညီကိုကြီးအတန်လေးနည်းနည်းကျေပြီးပြောပေးပါရအောင်โอเคဗျာကျွန်တော်လည်းထက်ကျေလိုက်မယ်နော် အရင်အပ်တဲ့အတန်တွေဖြစ်ကုန်မှာဆိုးလို့ပါညီကိုရေနော်ကဲအဲ့ဒါဆိုတော့ကျွန်တော်စလိုက်မယ်ညီကိုရေနော်အဲ့တော့အသေးလေးလက်မလေးထုံးစံတိုင်းလေးတယောက်တစ်ချက်လောက်ကူညီပြီးတော့ဒီ live လေးကိုလည်းနှိပ်ပေးကြပါဦးညီကိုရေအဲ့တော့လူဆုံမီဆိုတော့ကျွန်တော်ပြန်ပြောရရင်တော့ဒီနေ့ live လေးကျွန်တော်၃ခုလွှင့်ပါမယ် premier လေးတစ်ခုလွှင့်မယ် bundesliga တစ်ခုလွှင့်မယ်ပြီးရင် channel လေးတွေအားလုံးပေါင်းပြီးတော့တစ်ခုလွှင့်ပါမယ်ဒါကြောင့်လည်းတော့ပွဲသုံးစားပွဲသုံးပွဲဒီနေ့ထွက်ပါတယ်နော်ကနဦးအနေနဲ့ကတော့အစောပဲသုံးပွဲထွက်တယ်နောက်ကြပွဲအကြိမ်မိုက်ရည်ဆိုရင်တော့ကျွန်တော် Telegram link အောက်မှာချပေးထားပါတယ် description နော်အဲ့တော့ official gobi Telegram လေးကို join လာပေးပါမိုက်တဲ့ပွဲရှိရင်တော့ line up ထွက်ကျွန်တော်တင်ပေးမှာဖြစ်ပါတယ်အဲ့တော့ ကြောင့်လည်းတပွဲသုံးပွဲနဲ့ကျွန်တော်တို့ဒါသက်ဆိုင်ရာ live day မှာပြောပြီးပြီးတော့ဒါ၄တင်းမောင်းကတော့အလုံးမောင်းအဲ၂မောင်းပေါ့လीနော်၄တင်းမောင်း၂မောင်းအလုံးမောင်း၈ချောင်းကျွန်တော်တို့ဒီနေ့ဆွဲမှာဖြစ်ပါတယ်။ Okay ပါအဲ့တော့ကျွန်တော်ဒီ live မှာတော့ Premier League လေးကျွန်တော်စလိုက်အောင်ညီကိုလေးနော်။ Okay ပါဗျ။ဆိုတော့ဒါ Wines ဘက်မှာဆော့ကျင်တဲ့ညီကိုလေးအနေနဲ့ကလည်း Gobie ရဲ့ promo code ဖြစ်တဲ့ GB777 အောင်သုံးပြီးပြီးတော့လေ။အဲ့တော့ bonus bonus တွေရယူနေပါတယ်။အသေးသေးသိရှိလို့ပါက Wines ဘက်မှာ Facebook page နဲ့သူတို့ application တို့မဟုတ် website link ရဲ့ customer service call တွေနေပြီးတော့လေ24နိုင်တည်လို့ရတယ်။မေးမြန်းလို့ရပါတယ်။ဆိုတော့ကျွန်တော်တို့ let's go ပါ။အဲ့တော့ မိုင်းယူပွဲကနေကျွန်တော်စပြီးပြောမယ်ဆော့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 စကားကိုပြန်ကောက်ရရင်တော့ဒီလိုမျိုးအနေထားလေးတွေရှိခဲ့တယ်ပေါ့ဗျာအဲ့တော့ United ဟာအဝေးဝင်ကနေဒီရာသီမှာပေးခဲ့တဲ့ကြီးနှစ်ပွဲရှိတယ် Brentford အိမ်ဝင်မှာဒီရာသီလည်းပဲတရားရှုံးထိပေးပြီးတော့သုံးဂိုးတစ်ဂိုးနဲ့ရှုံးနိုင်ခဲ့ပြီးတော့ Northern Forest အိမ်ဝင်မှာနောက်ဆုံးပွဲမှာလည်းပဲ90အဝေးဝင်ကနေပေးပြီးတော့2-2ဆိုတဲ့ရလဒ်လေးထွက်ပေါ်ခဲ့တာဖြစ်ပါတယ်အဲ့တော့လက်ရှိကတော့အဝေးဝင်အနေနဲ့ကြီးပြတဲ့ပွဲတစ်ပွဲမှာတော့မအောင်သေးဘူးအဲ့တော့ဒီမှာလည်းပဲ30ရှုံးထပ်ပြီးကြီးပြင်းတဲ့အနေအထားမျိုးမှာကြီးအရာ ဆိုရင်တော့ United ဒီနေ့ဘက်မှာမရှုံးတာတော့တေးကြတယ်ဒါပေမဲ့ Northern Forest တုံးဝလိုပဲတီဖြစ်ကောင်းဖြစ်သွားနိုင်တယ်ဒါလေးတော့နည်းနည်းကြောက်ရတယ်ပေါ့လေဘာလို့ဆိုတော့ဂိုးပေါင်းကြီးကတော့30ပေါင်းဖြစ်တဲ့အတွက် Tottenham Hotspur 900နေနေ chance ကတော်လေးများနေတယ်ဗျအဲ့တော့ Spa ဟာလက်ရှိ Thomas Rand လက်ထက်ရှိတဲ့လူစင်းလေးနဲ့ပဲကင်ပြီးတော့ပွဲထွက်နေရတဲ့အနေအထားမျိုးမှာအဲလူစင်းကအရန်ကြီးအပြောင်းလဲလုပ်စရာတိတ်မရှိနေဘူးတကယ်ကောင်းတဲ့ကစားသမားတွေကဒဏ်ရာရနေတာများတဲ့အတွက်လက်ရှိဒီလူစင်းကို Thomas Frank အနေနဲ့က United လို့နော် Sasco ရောကိုညာရောလက်ရှိအထောင်ဖြစ်နေတဲ့အနေအထားမျိုးမှာအဆင်ပြေပါမလားပေါ့တေချာတာတခုကတော့လက်ရှိ Spa ရဲ့ဒီ body ဝင်ရုံးနဲ့ကိုပေါင်းဝင်ရုံးကြီးရတော့900နိုင်ကြီးအနေငယ်လေးရှိတယ်။သို့ပေမဲ့ Spa ဟာလက်ရှိအနေအထားက Aston Villa ပွဲမှာ1 2နဲ့ရှုံးတဲ့အချက်ရဲ့ Chelsea နဲ့ပွဲမှာ0 1 Wolverhampton ကို1 1နဲ့ဆိုတော့အရင်ကြီးလဲ Spa ကိုမကြိုက်နေပြန်အောင်ပေါ့လေနော်အဲ့တော့တောက်လျှောက်ကိုပေးရတဲ့အိမ်ကွင်းမှာတစ်ဖက်ကဒီဒီ Manchester United ရဲ့တိုက်စစ်မျိုးနဲ့ဆိုရင်တော့တကူကချင်းတည်ပေးရနိုင်တယ်အဲ့တော့သုံးလုံး50ပေါင်းဆိုတဲ့ G မှာ body အနေနဲ့ကတော့ United အနေနဲ့လက်ရှိနောက်ဆုံး၄ပွဲဆက်လေ Premier League မှာဒါဂိုးပေးရတဲ့အနေအထားမျိုးမှာ Putin လို score လေးတော့ပိုမိုက်မယ်ထင်တယ်ဗျဒီဘွဲက Thomas Frank အနေနဲ့ဒီဒီ low block mid block ခံကစားသွားကောင်းလဲသွားနိုင်တယ်သို့ပေမဲ့လို့ United အလားလာကြောင်းရော Tottenham Hotspur ရဲ့ရမှတ်လိုအပ်မှုရောနော်အဲအဘယ်ဘက်ကပဲစဉ်းစားစဉ်းစားတော့ကျွန်တော်တို့ဂိုးဘော်လေးပိုကြိုက်တယ်ဗျာ2 2ပဲဖြစ်မလား2 1 1 2ပဲဖြစ်မလားပေါ့နော်အဲ့တော့ဘော်ဒီကတော့တော်တော်လေးအန္တရာယ်များတယ်လို့ယူဆတယ်ဒါပေမဲ့နေမယ်ဆိုရင်တော့ဒီဘွဲကဟိုတရေဘွဲဖြစ်ဖို့များတာကြောင့်ကျွန်တော် 1x double chance ပိုကြိုက်တယ်ဗျာသိလားအဲ့တော့ 2x double chance ဆိုတာလည်း 1x double chance လေးပိုကြိုက်တယ်စပါအင်ဝင်းကဒီလက်ရှိအနေအထားမှာဖောင်အောင့်နေတယ်ဆိုပေမဲ့လို့အဲလက်ရှိကန်ခဲ့တဲ့ Chelsea နဲ့ပွဲမှာတော့မှ ဒါ big chance 5ချိန်ကြီးပေးရပြီးတော့ဇီးဝမ်းနဲ့ပဲပွဲပြီးခဲ့ပုံရလက်ရှိအနေအထားအရကတော့စပါအနေနဲ့အင်ကုန်းမှာမရှုံးနိုင်ဘူးလို့ပဲသတ်မှတ်ရတယ်ကျွန်တော်ဒီပွဲလေးတော့ကျွန်တော် body ကြီးရှောင်လိုက်ခြင်းဖြစ်ပါတယ်ဆိုတော့ကိုပေါင်းကြီးအနေနဲ့ကတော့ကျွန်တော်ကိုဘော်လီပူသဘောကြပါတယ်နော် Manchester United ကိုဘော်လီပဲကြိုက်ပါတယ်အဲ့တော့နောက်တစ်ပွဲကတော့ Everton ပွဲပါဆိုတော့ဒီပွဲလေးကတော့လက်ရှိဒီနေ့ရဲ့ အဲမောင်းနှစ်ထဲမှာကျွန်တော်ထည့်ထားတယ်ဗောနော Everton body လေးထည့်ထားတယ်အဲ့တော့ Everton အနေနဲ့ level 40ပေးထားပြီးတော့နှလုံးကို60ရှုံးနဲ့ကားထားခြင်းဖြစ်ပါတယ်ဒီနှစ်သိန်းကပြီးခဲ့တဲ့ရာသီမှာ Everton အင်ကွန်းမှာပြီးခဲ့တဲ့ဂျီရဒဲဂျီပြီးခဲ့ပါတယ်ဝမ်ဝမ်နဲ့ပွဲပြီးတယ်ဆိုတော့အခုဒီရာသီမှာ level 40 50ပေးထားပြီးဆိုတော့ Everton အနေနဲ့เนาะအနအနိုင်နဲ့တည်ရွယ်ဒဲကစဉ်းစားမှာဖြစ်ပါတယ်အဲ့တော့ Fulham ကလက်ရှိဒီရာသီမှာခြေစွမ်းအကြပ်ရောက်လာတယ်အဆင့်15เนาะအခုဒီ Everton ကအဆင့်14 Fulham ကအဆင့်15မှာရပ်တည်နေတာဖြစ်ပါတယ် Everton ဟာ Fulham အသင်းကို မနိုင်ခဲ့တာ2021ထဲကနောက်နောက်ဆုံး၅ပွဲဆက်ဒါကြီးလည်းမအောင်နိုင်တာလည်းမရှိခဲ့တာကြာပြီဒါပေမဲ့အဲ့2018ရှေ့ပိုင်းပေါ့နော်2021ရှေ့ပိုင်းမှာတောက်လျှောက်ပါ Everton ကြီးအောင်နေပွဲတော်တော်လေးများခဲ့ပါတယ်เนาะအစင်အလာရပါလိမ့်ဒါတော့ဒီနေ့ဘက်မှာပြန်လဲလုတ်ပြနိုင်မလားဆိုတာကတော့เนาะဒီနေ့ David Moyes ရဲ့အသင်းကိုစောင့်ကြည့်ရမှာဖြစ်ပါတယ်အဲ့တော့လက်ရှိ Everton အသင်းအနေနဲ့လက်ရှိပြန်ကြည့်ရရင်တော့အသင်းကြီးကလွယ်လို့တော့လက်ရှိအနေထားမှာမရှုံးထားသေးဘူးပေါ့လေနော် Tottenham Hotspur အသင်းကိုအိမ်ခွင်းမှာ Z3 နဲ့ Premier League မှာရှုံးနေ Man City ကို2-0နဲ့ဒါဝေးဝေးမှာရှုံးထားတယ်ဂျန်နယ်ပွဲလေးတွေကတော့တေးပွဲအများစုတွေ့ရတယ် Sunderland ပွဲမှာနောက်ဆုံးပွဲမှာ Sunderland အိမ်ခွင်းမှာတော့ဝမ်းဝမ်းနဲ့ကန်နိုင်တယ်ဆိုတော့မဆိုဘူး Crystal Palace လို့အသင်းကို2-1နဲ့နိုင်ထားတဲ့အချက်လည်းမိုက်တယ်ဒီ Watson ရဲ့ပွဲကတော့ဝမ်းဝမ်းကတော့ထားလိုက်တယ်ပေါ့နော် Liverpool ကဒါ2-1နဲ့ရှုံးနေ Aston Villa ကို0-0ဆိုတဲ့အတွက် Wolverhampton ကို2-3ဆိုတဲ့ အတွက်လက်ရှိအနေအထားအရအလဲလက်သိန်းတဲ့အောက်ပိုင်းအသင်းတွေကိုအသာစီးရတာတွေ့တယ်မရှုံးဆိုတဲ့အဓိပ္ပာယ်သွားပါတယ်အဲ့တော့အိမ်ကွင်းတောက်လျှောက်ပြန်ကြည့်ရရင်လည်းလက်ရှိအနေအထားအရ Everton ဖွင့်ခဲ့တဲ့ပွဲမှာ SN Villa ကိုတည်ကြီးမှာဈီးဈီးနော် Crystal Palace လိုအသင်းကိုတော့မှတည်ကြီးမှာ2-1ဖြစ်ခဲ့တဲ့အတွက်အခုပြီးတဲ့ level 50ဆိုတဲ့ပမာဏဟာဒါ Everton ဘက်ကအောင်နိုင်တဲ့ chance တော်တော်လေးများတယ်လို့ကျွန်တော်ကတော့ယူဆတယ်။ Fulham ကိုပြန်ကြည့်ရမယ်ဆိုရင် Fulham အသင်းဟာနောက်ဆုံးပွဲမှာ Wolverhampton ကို3-0နဲ့နိုင်ခဲ့တယ်ဆိုပေမဲ့အနီးကပ်ထိလို့ဖြစ်ပါတယ်။ရှေ့မှာ Newcastle ကို2-1နဲ့ရှုံးပါတယ်။ Arsenal ကို0-1 ဘုံမောက်အင်ကွင်းမှာ3-1ဖြစ်ပါတယ်ဒီမှာသွားကြည့်ရမှာကဂျေးပါ Aston Villa ဟာလက်ရှိเนาะအင်ကွင်းမှာဖူဟန်ကိုပြီးခဲ့တဲ့ဂျီဟာ level 50ရှုံးတာရှိပါတယ်เนาะဒါကြောင့် Aston Villa တော့မှ level 50ပဲပြီးခဲ့တဲ့အနေအထားမျိုးမှာအခု Everton က level 50ဆိုတော့တော်တော်ကြီးပြင်းနေတယ်ဗျဖူဟန်ကဒီရသည့်အဝေးခွင့်နိုင်ပွဲလုံးဝမရှိသေးဘူးတေးတော်မှဒါနောက်ဆုံး ဒီဒီကာရာဘောင်းမှာပဲကြာတယ်ပရီးမီးယားလိအဝေးဝင်တေတပွဲပဲရတယ်အဲ့ဒါက Brighton အိမ်ဝင်မှာဖြစ်ပါတယ်ထို့ကြောင့်လက်ရှိ Everton ရဲ့ level 40မှာနှလုံး60ရှုံးဆိုတဲ့အချက်ကြောင့်လည်း full 1ရဖို့ chance တော်တော်လေးနည်းပါတယ်သွင်းချင်းသွင်း Everton ဘက်ကပဲ ZZ 1Z ဒီလောက်နဲ့ပဲသွားနိုင်တယ်လို့ကျွန်တော်ယူဆတာကြောင့်ကျွန်တော် B-ball G ရောက်ထဲရပဲဝင်လာနိုင်ပါတယ်ဒါဒါကြောင့်လက်ရှိ Everton အသင်းရဲ့လက်ရှိ current form အရနော် on form ဖြစ်နေတဲ့အချက်ကလက်ရှိ level 40ကလွှဲရင်တော့ဒီနေ့ Everton မရှုံးနိုင်ဘူးထင်တာကြောင့်ကျွန်တော်ဒီနေ့ပွဲလေးတော့တေတပေါက်ရင်းနဲ့ကျွန်တော်တို့18 double chance ကတော့ ောင်းဆုံးပါပဲဒါပေမဲ့မြန်မာကြီးရနေရမယ်ဆိုရင်တော့ကျွန်တော်မောင်းထဲမှာ Everton body လေးပဲထည့်ထားပါတယ် Everton body ဖြစ်ပါတယ်နောက်တစ်ပွဲကတော့ West Ham နဲ့ Burnley ပွဲဖြစ်ပါတယ်ဒီမှာနည်းနည်းလေးအဲရွေးရခတ်တယ်ဗောလေအဲ့တော့ level 100ရှုံးဝင်ဦးမှာတလုံး90ပေါင်းပေးထားတယ်ဆိုတော့နှလုံးကို60ရှုံး80ရှုံးနဲ့ပြန်ပိတ်ထားခြင်းဖြစ်ပါတယ်ဒီနေ့သင်ပြီးခဲ့တဲ့နောက်ဆုံးထိတဲ့ဆိုမှာ2023ရာဒီမှာအိမ်ဝင်းမှာ ဒေါ်ဆန်းအနေနဲ့တလုံး90ပေါင်းပေးပြီးတော့တူတူဆိုရရလေးလေးဖြစ်ပေါ်ခဲ့ပါတယ်အဲ့တော့အခုပေးတဲ့ဂျီရ level တရာရှုံးဆိုတာဟာတမိုင်းတစ်လျှောက်မှာအပြင်းဆုံး GD တွေကတော့တစ်ခုဖြစ်ပါတယ်ပျော့တဲ့ဂျီထဲမှာလုံးဝမပါနိုင်ဘူးဝါဆန်းကလက်ရှိအနေထားမှာနောက်နောက်ဆုံးပွဲမှာဟိုနျူကာဆယ်အသင်းကိုနီနိုဆန်တိုးစ်ကိုင်ပြီး ပထမဆုံးနိုင်ပွဲရတဲ့ပွဲဖြစ်ပါတယ်3-1နဲ့သူတို့အနိုင်ရထားတယ်ဗောလေရှိမှာတော့ဒေါက်ရှောက်တော်တော်လေးခြေစွမ်းကြတယ်ဒီစကိုဒါ2-1နဲ့ဝေဘမှာရှုံးတယ် Brentford ကို0-2ဆိုတော့ဒေါက်ရှောက်ကအဲတေးဆိုလို့ဒီ Everton နဲ့တပွဲပဲရှိတဲ့အနေအထားမျိုးမှာเนาะလက်ရှိပြန်လည်များခန်းပတ်လာပြီပါလားဗောလေအဲ့တော့နိုင်တဲ့အသင်းကလည်း Newcastle ဖြစ်နေတယ် Newcastle လို့အသင်းကိုတော့3-1နဲ့နိုင်တယ်ဆိုတော့တိုက်ဆက်ကတော်တော်လေးတော့ပြန်လည်အသုံးဝင်လာတဲ့အနေအထားလေးတော့တွေ့ရပါတယ်ဒါပေမဲ့ရှိမှာဒေါက်ရှောက်เนาะဒီရာသီကန်ရဲ့ Premier League အိမ်ဝင်5ပွဲဆက်ဟာ5ပွဲလုံးကူးပေးထားရတာတွေ့ရတယ်ချယ်ဆီကို1-5စပါးကို0-3 ီ Crystal Palace ကို1-2 Brentford ကို0-2ပဲဒီ Palace ဟို Newcastle နဲ့ပွဲတော့3-1ဆိုတဲ့အတော့ပွဲတိုင်းလိုလို goal ပေးထားရတဲ့အချက်ကြောင့်ဒီနေ့ပွဲမှာလည်း West Ham ရဲ့နော်နှလုံး80ရှုံးဆိုတဲ့အချက်ဟာ1-1ဖြစ်ကောင်းဖြစ်သွားနိုင်တယ်ပြောချင်တာ Burnley 900သွားနိုင်တယ် Burnley ကိုပြန်ကြည့်ရရင်လည်း Burnley အဲကာရန်ဖောင်ရအသင်းကြီးကလွဲလို့သူတို့ဒီရာသီမှာမရှုံးသေးဘူးပေါ့လေနော်အဲ့တော့ပြန်ကြည့်ရရင်အစားရင်းကပြန်ကြည့်ရရင်သူတို့ဒီ Manchester United ကိုအဝေးကမှရှုံးတယ်ဒီ Liverpool အသင်းကို0-1နဲ့အိမ်ကွင်းမှာရှုံးတယ် စီဒီကို5-1နဲ့ရှုံးတယ်အက်စတန်ဗီလာကို2-1နောက်ဒီအာဆင်နယ်ကို0-2ဆိုတော့သူတို့နိုင်တဲ့ပွဲတွေကဒီဒီဒီလီစ်ယူနိုက်တက်အသင်းကိုအိမ်ကောမှာ2-0နဲ့နိုင်တယ်ဝူဗာမ်တန်အိမ်ကောမှာဝူဗာဝူဗာဟမ်တန်ဘက်ကလည်းပဲတရားရှုံးပေးပြီးတော့2-3နဲ့နိုင်တာတွေ့ရတယ်နောက်ဒီဆန်ဒါလန်အသင်းကို2-0ဆိုတော့အလေလက်နဲ့အောက်ပိုင်းအသင်းတွေအားလုံးကိုတော့ဘန်လေဟာမရှုံးတာကိုတွေ့ရတယ်နော်ဒါဒါကြောင့်နည်းနည်းလေးတော့အစိတ်ရှိတယ်ဗျာနောက်တစ်ချက်ကဝူဗာဟမ်တန်ကြီးဝူဗာဟမ်တန်ဟာဘန်လေကိုလည်းပဲတရားရှုံးအထိအိမ်ကောမှာပေးခဲ့တဲ့အနေအထားမျိုးမှာဝါဆန်အနေနဲ့လည်းပဲတရားကတိတ်တော်မထူးဆန်းသလိုတော့ဖြစ်နေတယ်နော်အရင် ်းကြီးကျေးပြင်းတယ်လို့ နာမည်တက်ရလောက်တဲ့အနေထားမဟုတ်ဘူးဖြစ်သွားတယ်ဗျာပြောချင်တာကအဲ့တော့ဒီလိုမျိုးအနေထားမျိုးမှာ level တရာရှုံးမှာနှလုံး80ရှုံးအရာလက်ရှိဘန်လီလဲပွဲတိုင်းလိုလိုအဝေးဝင်းကူးပေးရတယ်ဝက်ဆန်လဲအိမ်ဝင်းတိုင်းလိုလိုကူးပေးရတဲ့အချက်ကြောင့်ကျွန်တော်ဒီပွဲလေးတော့ဂိုးပေါ်လေးပဲစဉ်းစားစီခြင်းနေပေါ့လीเนาะအဲ့တော့နေမယ်ဆိုတော့ကျွန်တော်ဒီပွဲလေးတော့ဂိုးပေါ်ဝက်ဆန်ဂိုးပေါ်လေးပဲကြိုက်ပါတယ်เนาะဘော်ဒီကအရင်အန်နေများပါတယ်ဒီအချက်တွေကြောင့်ပါเนาะအဲ့တော့ဘန်လီကလည်းလက်ရှိအဝေးဝင်းမှာဒီအတင်းကြီးတွေနေပဲတောက်လျှောက်တွေ့ရတယ်ဗျာเนาะအဲ့တော့ဒီမှာကြီးကြီးနိုင်တွေ့ပါတယ်เนาะဒါကြောင့်လက်ရှိအလဲလက်သင်းဖြစ်တဲ့ဝက်ဆန်လိုအတင်းကတော့လက်ရှိဒါတန်းစင်းစုံရုံ ားလေးတစ်ခုပဲရှိတာကြောင့်ဟိုအချိန်မြင့်တီကြောင်ကြာသွားနိုင်တယ်ကျွန်တော်11တပေါက်လေးပဲကြောက်เสียရရှိပါတယ်နော်11 12 21 22ဒီလိုမျိုးရလက်တွေဖြစ်ပေါ်နိုင်တာကြောင့်ကိုးပေါ်လေးပဲကျွန်တော်ဒီပွဲလေးတော့ကြိုက်ပါတယ်ဝက်ဆန်ကိုးပေါ်ဖြစ်ပါတယ်โอเคအဲ့တော့နောက်တစ်ပွဲကတွေနေ့3စပွဲဖြစ်ပါတယ်အာဆင်နယ်နဲ့စန်နလန်ပွဲဖြစ်ပါတယ်เนาะအဲ့တော့လက်ရှိကတော့အာဆင်နယ်ကိုတော့ထွေထွေထူးထူးကပြောစရာမလိုဘူးဗျာเนาะအဲ့တော့အဓိကထွေထွေထူးပြောစရာကတော့တိုက်စစ်ပေါ့လေယူဂရက်ဒီနေ့ဘောမှာမပါနိုင်တဲ့အတွက်မာရီနိုနဲ့ပဲဆက်ပြီးပွဲထွက်လာမယ်လို့တော့ပြောတယ်။သို့ပေမဲ့မာရီဂီတို့ အိုဒီကလည်းဒီနေ့ပြန်ပါနိုင်တယ်လို့တော့ပြောတယ်ပေါ့နော်အဓိကမာရီယူတို့ဘာလို့တောင်းပန်ကဘာညာအလဲလဲပြုတ်လုလာနိုင်တဲ့အနေအထားမျိုးမှာဒီနေ့ကအချိန်မီဟိုဖြစ်ကောင်းပြနောက်တစ်ခုက GZ နော် Gabriel GZ ဒီနေ့ပွဲမှာပြန်ပါနိုင်ပါတယ်အဲ့တော့ Tyson ကနည်းနည်းလေးအပြောင်းလဲဖြစ်သွားနိုင်တယ်ဆိုတော့လက်ရှိတလုံး20ရှုံးမှာနှလုံး50ရှုံးအရာကြီးအရာနဲ့လက်ရှိ Corona Fall နှစ်သင်းစလုံးရဲ့ဇယိုက်လက္ခဏာအရာကျွန်တော် Bieber G ရောက်စဉ်းစားရမှာဖြစ်ပါတယ်ပထမဆုံးချက်ပေါ့နော်အဲ့တော့ Arsenal body နေမှာလားကိုအောင်နေမလားဒါကတော့သိကြတယ်လက်ရှိပါဆိုလက်ရှိ10ပွဲဆက်တိုက်အာဆင်နယ်ဟာ clean sheet နဲ့เนาะ ေးကိုလုံးဝမရှိဘဲနဲ့ရှစ်ပွဲဇက်တိုက်အနိုင်ရထားတဲ့အသင်းဖြစ်ပါတယ်။ဒါကြောင့်ဒီပွဲလဲအာဒီဒါဟာဖွင့်ဖွဆော်မဲ့အနေအထားမှာလုံးဝမရှိနိုင်ဘူး။ဒါကြောင့်ခန်းစစ်အသားပြီးပြီးဆော့လာမှာ။ဆန်ဒါလန်ဟာလည်းလက်ရှိဂျာကာဦးဆောင်တဲ့အနေအထားမျိုးမှာเนาะအဆင့်၄အထိတောင်မှရမ်းမဆက်ရှင်မဲ့နဲ့เนาะလေဗာပူးနဲ့လေဗလန်မှာလက်ရှိလက်ရှိမှာရောက်နေပါတယ်။ဒါကြောင့်ခြေစွမ်းကောင်းတယ်လို့ကျွန်တော်ပြောလို့ရတယ်။အဲ့တော့ဒီနှစ်သင်းရနောက်ဆုံးထိတဲ့တဆုံမှုအရာ ဒီဆန်နာလန်အိမ်ခွင်းမှာနောက်ဆုံး2016တုန်းကတွေ့ခဲ့တာပါအာဆင်နယ်အဝေးခွင်းကနေတလုံး90ရှုံးအထိအဲတုန်းကတော့ပြီးခဲ့တယ်၄ဂိုးတကူနဲ့ပွဲပြီးခဲ့ပါတယ်ဒါကအကြီးအပြင်းဆုံးပွဲဖြစ်ပါတယ်ရှေ့ဒီမှာတလုံး90ပေါင်းအများဆုံးပေးတယ် level 100ရှုံးပေးတယ် level 90ရှုံးပေးတယ်အနေဆုံးကတော့ level 90ရှုံးပေါ့လေနော်ဒါလည်း2005ခုနှစ်မှာစပြီးပေးတာပါဆိုတော့ Z3 နဲ့အောင်ရပြုပါတယ်အဲ့တော့ပွဲတိုင်းလိုလိုဟာအာဆင်နယ်ဟာဝင်းဝင်းကနေ Sunderland အိမ်ခွင်းမှာအများစုကြီးအောင်နေအဲနိုင်တာလည်းအများစုတွေ့ရတာဖြစ်ပါတယ်နော်အဲ့တော့ ဒီလိုမျိုးအနေအထားမျိုးမှာဆန်ဒလန်အနေနဲ့ကန်ဆယ်အသားပေးဆော့မဲ့အနေအထားမျိုးမှာအာဆင်နယ်ဘယ်နှလုံးသွင်းမလဲပဲကျွန်တော်စောင့်ကြည့်ရမှာဖြစ်ပါတယ်အဲ့တော့ဂျီဇက်ပါမယ်ဆိုရင်တော့အချိန်မီဂိုးကအဲနှလုံးအထက်လည်းဖြစ်ကောင်းဖြစ်သွားနိုင်တယ်ပေါ့လေဒါပေမဲ့ကြေးအရာကတော့တင်ကြတာတခုကတော့နှလုံး90ရှုံးမဲ့ပေးထားပုံရဆန်နလန်လည်းကိုရမှာမဟုတ်ဘူးနှစ်သိန်းပေါင်းရင်တော့မှနှလုံးရောက်ဖို့တော့တော်တော်လေးခင်းရင်မယ်ဆိုတော့ကိုပေါင်းကြီး ဖြစ်ပါတယ်နှလုံး90ရှုံးဆိုတာဒါကြောင့်လက်ရှိတလုံး20ရှုံးဟာအဝေးဝင်းအသင်းကြီးအနေနဲ့ဒီနှလုံး90ရှုံးနဲ့ပြန်ရှင်ကြည့်မယ်ဆိုရင် body online mode chance ကတော်တော်လေးများမယ်လို့ယူဆပါတယ်အဲ့တော့ sunderland ဟာဒီရာသီမှာရှုံးတဲ့ပွဲဆိုလို့ man u တသင်းနဲ့ဟိုပဲ2-0နဲ့เนาะအဝေးဝင်းမှာရှုံးထားတယ်အော်နောက်ဟိုရှိသေးတယ် burnley အသင်းကို2-0နဲ့ရှုံးထားတယ်ကျန်တာတွေကတည်နေတဲ့အနိုင်အများစုတွေ့ရတာဖြစ်ပါတယ်အဲ့တော့အိမ်ကွင်းမှာသူကန်ရတဲ့အသင်းတွေကတော့အရန်ကြီး အစိတ်ရှိတဲ့အသင်းမျိုးတွေတော့မဟုတ်သေးဘူးပေါ့လေနော်ဒီရာသီမှာဆန်ဒါလိုင်းအင်ကွန်မှာဝက်ဆန်အသင်းကို3-0နဲ့နိုင်လာတယ်ဝက်ဆန်ကဒီရာသီစုပ်ပြတ်နေတဲ့အသင်းဖြစ်ပါတယ်ဘရန့်ဖို့ကိုနိုင်လာတော့ချီကျူးပါတယ်2-1နဲ့နိုင်လာတယ်အက်ဇန်ဗီလာကို1-1ဟာအက်ဇန်ဗီလာချီကျနေပြီဝူဗာဟမ်လန်ကို2-0နဲ့နိုင်လာဝူဗာဟမ်လန်ကစကားနဲ့ထည့်ပြောစရာမရှိဘူးနော်နောက်ဆုံး Everton ကို1-1ပေါ့လေအဲ့တော့အရန်ကြီးလဲဆန်ဒါလိုင်းဟာ ိုလိုမျိုးကြီးအကောက်ကောင်းတာမှန်ပါတယ်ဒါပေမဲ့လက်ရှိအနေအထားအရာသူနဲ့တွေ့ရတဲ့အိမ်ဝင်အသင်းတွေကိုပြန်ကြည့်ရရင်အဲ့လောက်ကြီးတော့အဲတိုက်စစ်ပိုင်းအရင်ကောင်းတဲ့နော်ခန်းစစ်ပိုင်းလည်းအရင်လုံတဲ့အသင်းမျိုးတွေတော့မဟုတ်ဘူးဗျတခြားတစ်ခုကတော့အိမ်ဝင်နောက်ဆုံး၅ပွဲမှာ၄ပွဲဟာ under 2.5ဖြစ်သွားတာတွေ့ရပါတယ်ဒါကြောင့်အာဆင်နယ်အနေနဲ့တော်တော်လေးခက်ခဲမဲ့ပွဲ မျိုးဖြစ်တယ်လို့ယူဆတယ်အဲ့တော့အာဆင်နယ်ကတော့လက်ရှိအနေထားမှာပြိုင်ပွဲဆုံးတောက်လျှောက်ရှစ်ပွဲဆက်ကလင်းရှိရပြီးတော့အနိုင်ရထားတယ်နောက်ဆုံးပွဲကတော့ Slavia Prague အိမ်ကမှ Z3 ဖြစ်ပါတယ်အရှိမဘန်ဒီဘန်လီအသင်းကို Premier League နောက်ဆုံးပွဲမှာဝေဝင်ရနေတလုံး100ရှုံးထိပေးပြီးတော့ Z2 နဲ့အောင်ခဲ့တာဖြစ်တာကြောင့်လက်ရှိအနေထားကတလုံး20ရှုံးမှာနှလုံး90ရှုံးရဒီနေ့သုံးစားပွဲလေးရတော့ကျွန်တော်အာဆင်နယ်ဘော်ဒီဖြစ်ပါတယ်တလုံးတည်နေနေတော့ရှုံးလုံးဝမရှိနိုင်ဘူးเนาะဘာလို့ Z1 နဲ့ပွဲပြီးဖို့ chance ကเนาะတော်တော်လေးများတယ်80ခိုင်ရာခိုင်နှုန်းလောက် ဖြစ်နေတယ်ဗျ။ဘာလို့လဲလက်ရှိအနေအထားအရကနော်အာဒီတာအနေနဲ့ကအရန်ကြီးတိုက်စစ်လဲသွင်းမှာမဟုတ်သူတို့အဓိကကသုံးမှတ်ပဲလိုတာသုံးမှတ်ပဲကမ်းမှာဖြစ်တဲ့အတွက်ဇီးဝမ်းရရင်နည်းနည်းလေးပိတ်ဆော့လာနေတဲ့အချက်ကြောင့်တော့20လောက်တော့ကျွန်တော်ရင်းရမှာဖြစ်ပါတယ်။နေမယ်ဆိုတော့တလုံးတည်နေမယ်ဆိုတော့အကောင်းဆုံးပါပဲ။လက်ရှိ85ရာခိုင်နှုန်းပေးထားတယ်1000လောက်ရင်8500ပြန်ရမယ်တလုံးတည်ပဲကျွန်တော်ကတော့ recommend ပေးပါတယ်เนาะနေရရင်တော့လုံး20နဲ့နေပါ20လောက်တော့နည်းနည်းလေးရင်းစရာရှိပါတယ်ဒါကြောင့်ဒီနေ့ရဲ့3စာပွဲကတော့ Arsenal body တလုံးတည်ကျွန်တော်3စာပွဲလေးဖြစ်ပါတယ် Okay ပါအဲ့တော့နောက်ဆုံးပွဲကတော့เนาะ Premier League မှာ Chelsea နဲ့ Wolverhampton ပွဲလေးဖြစ်ပါတယ် Chelsea ကတလုံး90ရှုံးပေးထားတယ်တလုံး40ပေါင်းနဲ့ပြန်ကားထားခြင်းဖြစ်ပါတယ်ဒီနေ့သင်းကပြီးခဲ့တဲ့ရာသီမှာ Chelsea အိမ်ကမှာတလုံး100ရှုံးထိပေးခဲ့ပါတယ်3ဂိုးတကူနဲ့ဂျေးအောင်တယ်ဆိုတော့အခု အဖက်ဘက်ကအားနည်းနေတဲ့ Wolverhampton လို့အသင်းကိုဘာကြောင့်တလုံးတရာရှုမပေးရတာလဲကျွန်တော်အဲ့ဒါပဲစဉ်းစားမရဘူးဖြစ်နေတယ်ဗောလေဘာလို့လဲလက်ရှိတိုက်စင်မှု D level လည်းပြန်ပါတယ်ဗျာ Pedro လည်းရှိတယ် Lando လည်းပါတယ်ဗျာအဲ့တော့လူဆောင်တက်ဆောင်ကနာချိုရော Fernandez ဟို Enzo Fernandez က Kaiser တို့အကုန်လုံးလူဆောင်တဲ့အချိန်မှာတလုံးတရာရှုဘာလို့မပေးတာလဲကျွန်တော်စဉ်းစားလို့မရဘူးဗောနော်ဒါကမှအသုံးလုံး40ပေါင်းနဲ့ပြန်ကားထားခြင်းဟာလေ Chelsea အနေနဲ့ Chelsea ဘက်ကကြီးပဲနှလုံးအထိတော့ရောက်နိုင်ကြီးရှိတယ်ဒါပေမဲ့အသုံးလုံး30ပေါင်းဆိုတာ Wolverhampton အချိန်မြင့်ကိုရနိုင်တဲ့ဂိုးပေါင်းကြီးမျိုးလဲတစ်ဖက်ကပြန်တွေ့ဖြစ်နေတယ် တယ်ပေါ့လေเนาะအဲ့တော့နောက်ဆုံးပြန်မတော့ hat to hat 5ဘွဲဆက်မှာ4ဘွဲ over 2.5တော့ဖြစ်ထားတယ်အဲ့တော့လက်ရှိ Chelsea ကိုပြန်ကြည့်ရရင်တော့တောင်းရှောင်နောက်ဆုံး9ဘွဲမှာ6ဘွဲက over ဖြစ်ထားတယ်အဲ့တော့နောက်ဆုံးဘွဲမှာ Carabao အသင်းအင်္ဂွန်းမှာ2-2နဲ့သူတို့အမှတ်ရော့ခဲ့တယ်ဒါပေမဲ့ရှေ့မှာတော့ Tottenham မှာအင်္ဂွန်းမှာ0-1နဲ့ Chelsea မှာတကယ်ကောင်းမွန်ပြီးနိုင်ခဲ့ပါတယ် Carabao မှာလည်း3-4 Sunderland ကိုတော့1-2နဲ့ရှုံးခဲ့တယ်ဆိုတော့ခန်စစ်ကတော့တော်တော်လေးပြဿနာဖြစ်နေတယ်ပေါ့လေ Chelsea အနေနဲ့ကတော့အဲ့တော့လက်ရှိတစ်ဖက်ကအသင်းပြန်ကြည့်ရရင်တော့ဖွင့်ဆော်တယ်ဘယ်အသင်းလာလာဖွင့်ဆော်တယ် ဟိုဗာမန်အနေနဲ့ဘန်လီလိုအသင်းကိုတော့မှ2 3ပြဆိုတော့သူတို့နှစ်ယောက်ကဒီကာရာဘောင်းမှာတစ်ခေါက်တွေ့ပြီးသွားပြီရှေ့မှာ3 4ဖြစ်ခဲ့တယ်အဲ့တော့ဖူဟန်အသင်းကို Z3 နဲ့ 3Z နဲ့အဝေးကွင်းမှာရှုံးထားတယ်ဗောလေဒီလိုမျိုးရလလီတော့ရှိပါတယ်အဲ့တော့လက်ရှိအနေအထားအရာပြန်စင်းစားမယ်ဆိုရင်လေဒီယာဒီမှာဒီဝါမန်အနေနဲ့ဒီနျူကာဆယ်အိမ်ကွင်းမှာ နော်နျူကာဆယ်ဟာတလုံး90ရှုံးပေးပြီးဝမ်းစီးနဲ့ပွဲပြီးခဲ့တဲ့ရလလေးတွေရှိပါတယ်။ဒါကြောင့်ဟိုပြန်စင်းစားမယ်ဆိုရင်ချက်စီအသင်းဘက်ကစင်းစားမယ်ဆိုရင်လည်းလက်ရှိအဆင့်၄ရောက်နေတဲ့ဆန်ဒါလန်အသင်းကိုနောက်ဆုံးပွဲမှာပေးခဲ့တဲ့ဂျီဟာချက်စီတလုံး90ရှုံးဖြစ်နေပါတယ်။ဆန်ဒါလန်လိုအသင်းကိုတော့တလုံး90ရှုံးပေးခဲ့တဲ့ချက်စီကဟူဟိုးအောက်ကဝူဗာဟမ်များများအဆင့်20သူ့အောက်မှာဘယ်သင်းမှမရှိတော့ဘူး။ရမတ်နှစ်ပတ်နှစ်မှတ်ပဲရသေးတဲ့အသင်းဒီလိုအသင်းကိုတလုံး90ရှုံးပေးတယ်ဆိုတော့တိတ်တော့မဟုတ်ဘူးဗျာသိလားဂျီအရာကတော့ချက်စီ အွန်လိုင်းကြီးနည်းနည်းလေးနည်းနေတယ်။သို့မဲ့သုံးလုံး40ဘောင်းရချက်စီဒီလိုမျိုးဘော်ဒီဝင်ရိုးမျိုးပေးတာဟာဝူဝါမန်များတစ်လုံးရမှာမလို့ဒီလိုမျိုးကြီးဖွင့်လာတာကျွန်တော်ဒါလေးစဉ်းစားမိတယ်ဗောလေဒါကြောင့်ဘလိုပဲဖြစ်ဖြစ်ချက်စီဘက်ကလည်းသုံးလုံးအထိရောက်နိုင်တယ်လို့ဝူဝါမန်တစ်လုံးတွင်းသွားရင်လည်း2-1ကစပြီးကြီးရမှာဖြစ်တဲ့အတွက်ကျွန်တော်ဒီဘွေးလေးတော့ ဝိုးပေါ်ပို့ပြီးစိတ်ချရမယ်လို့ကျွန်တော်ယူဆပါတယ်เนาะဒါကြောင့်အဲနိုင်တာတော့နိုင်ကောင်းနိုင်နိုင်နဲ့ဒါပေမဲ့ကပ်ပြီးနိုင်သွားမယ်အချက်ပေါ့လေ3 2တို့2 1တို့အဲဒီလိုမျိုးအချက်လေးတွေရှိတာကြောင့် body အနေနဲ့ကတော့ Chelsea မနေစီခြင်းဘူးနည်းနည်းလေး risk တော့များတယ်ဗျတလုံးတရာရှုံးဆိုရင်တော့ကျွန်တော်နေပါတယ်ဒါပေမဲ့အခုက Sunderland ကိုတော့တလုံး90ပေါင်းပေးတလုံး90ရှုံးပေးခဲ့တဲ့အနေအထားမျိုးမှာ Wolverhampton ကိုတလုံးတရာရှုံးမပေးခဲ့တဲ့ Chelsea ကိုတော့မနေခြင်းဘူးကျွန်တော်ဒီဘက်လေးတော့ ဂိုးပေါ်ပဲကြိုက်ပါတယ်เนาะ Chelsea ဂိုးပေါ်ဖြစ်ပါတယ်โอเคပါဒါဆိုတော့ဒီနေ့ Premier League အားလုံးပေါင်း၅ပွဲကျွန်တော်သုံးသက်ချက်လေးပြောပြပါပြီဆိုတော့ကျွန်တော် Now Live မှာ Bundesliga တွေကကျွန်တော်ပွဲကောင်းတွေရှိတယ်ပြီးတော့နောက်နောက်ဒီဟိုဟာတွေကအဲသုံးစားတပွဲလေးเนาะ Serie A တွေကကျွန်တော်သုံးစားတပွဲလေးနောက် Live တဲ့မှာကျွန်တော်ပြောပြီးမှာဖြစ်ပါတယ်โอเคပါဆိုတော့ဒီ video လည်းဒါအသေးလေးလက်မလေးတောင်းချက်လောက်ကြည့်ပြီးတော့မနေ့ရက်တင်နှိပ်ပေးကြပါအောင်ညီကိုတွေเนาะကျေးဇူးများကြီးတင်ပါတယ်ဗျာဆိုတော့ဒီ live stream လည်းကြည့်ရှုပေး brother တွေ share ပေး brother တွေ comment ပေး brother တွေတောင်းချင်းနေတဲ့ကျေးဇူးများကြီးတင်ပါတယ်ဗျာမင်္ဂလာရှိသောညလေးဖြစ်ပါစေဗျာ good luck ပါဗျာ